န္တလေးမြို့မြို့နယ်တစ်ခုတည်းတောင်မှ KPI 3လမှာအမှုပေါင်း300ကျော်တက်တယ်လေ KPI နေလိန်ခံရတဲ့လူတွေနော်အမှုပေါင်း300ကျော်တက်တယ်လေအဲခင်ဗျားတို့စဉ်းစားကြာကြည့်လိုက်တော့နော် KPI တရားဝင်လိန်ကိုပေးနေသလားတောင်မသိဘူးနော်ဒီ live ကိုကြည့်နေတဲ့ကမ္ဘောဒါဘန်ရဲ့တာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများခင်ဗျာခင်ဗျားတို့ KPI ဝန်ထမ်းတွေထဲမှာဟိုကမတမာတဲ့ကြားဖြန့်ဖွဲ့စည်းတွေကပတ်သက်နေတာဟာတွေများရှိနေသလားမသိဘူးလူလိန်အားဖြင့်တစ်ခိုးအားဖြင့်ရမ်းလုံနေတာ ။နောက်ရဲကင်းတွေအကုန်ရှိတာကိုအမြဲတမ်းအမြန်လန်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော်။မဟုတ်ဘဲနဲ့မပြောဘူး။နော်။ကောင်းနေကြတာ။မဟုတ်ဘဲနဲ့မပြောဘူး။နော်အမြန်လန်းရဲမင်းကြီးတော်မှာကန်ကောင်းလို့နော်။ကန်ကောင်းလို့အဲဟုတ်လား။လေးလက်မလောက်ပဲလို့တယ်အသက်ဘေးအနေကလေးလက်မလောက်ပဲလို့နော်။ အားလုံးပဲမင်္ဂလာပါဒီနေ့2025သုံးလပိုင်း20ရင်းနဲ့မနေ့ကမှရေးပေါ်ရုံထင်ချန်တွေကလည်းပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကသတင်းထုတ်တင်ဆက်မှုစီစဉ်မှာမနေ့ညကလည်းဒီမနေ့ကအထိရရှိထားတဲ့သတင်းထုတ်တွေကိုကျွန်တော်နဲ့တူပြန်ပြီးတော့နားထောင်ကြည့်ရှုရမှာဖြစ်ပါတယ်ပထမဆုံးကတော့ Erawadi တန်းအထိကို Arakato A နဲ့ PDF ပူပေါင်းတက်တွေကထုတ်ဖို့လာပြီးတဲ့နောက်မှာစစ်ကောင်စီကလင်းမြနာမြို့နယ်အတွင်းသို့စစ်ကောင်စီကလေရင်ဖြတ်ဘောင်းများကြေးချခဲ့တယ်လို့သိရှိရပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ခက်တဲ့မီဒီယာကကိုနိုင်ငံအပြည့်အစုံကိုတင်ဆက်ပေးတာကိုကျွန်တော်နဲ့တူနားထောင် င်ကြည့်ရမှာဖြစ်ပါတယ်။ဒီဟာကနောက်မှလည်းစစ်ကောင်စီတပ်ဖွဲ့တွေအမြန်လမ်းမှာပုံမှာအဆိုခံလိုက်ရတော့မင်းငယ်ကအဆိုခံလိုက်ရလို့ဘုံမာတွေဖက်မှာဘလူတွေလွန်မြတ်နေကြလဲဆိုတာကိုကျွန်တော်လည်းတူပြင်ပြီးတော့နားထောင်ကြည့်ရမှာဖြစ်ပါတယ်။တချို့တွေလေးတွေကိုလည်းဗီဒီယိုဖန်တွေအများကြီးစူးစိပြီးထားရှိပါတယ်ကျွန်တော်လည်းတူအရင်ဦးဆုံးအာအရာဝတီတန်းလင်းမင်နာမြို့နယ်အတွင်းသို့စစ်ကောင်စီကလေရင်ဖြန့်ဘုံများကြေးချမှုနဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ခက်တိမီဒီယာကတင်ဆက်ပေးတာကိုပြင်ပြီးတော့နားထောင်ကြည့်အောင်နော် စက်ကောင်စီကဘလောက်ထိမြကြောက်နေလဲဆိုတာကိုဒီထဲမှာကက်တီမင်ဒီယာကကိုနိုင်ငယ်တင်ဆက်ပြတာကိုဒီမှာပေါ်သွားမှာဖြစ်ပါတယ်စက်ကောင်စီတက်ဖွင့်တွေအရခတော်ရဲ့ PDF ဖုန်းတက်တွေသူတို့နေရှိတဲ့နေရာအကုန်လုံးကိုလာပြီးတော့အာခုကျင်မှာကိုကြောက်နေတဲ့စကောင်စီကလေကျောင်းအကူနဲ့မိုက်နေတာနော်နောက်တစ်ခါတော်တော် AA နဲ့ PDF ပူပေါင်းတက်တွေထိုးဖောက်ဝင်ရောက်နေတဲ့ AR တိုင်းအတွင်းမှာအကြံဖတ်စကောင်စီတက်ကလေးမျက်နှာမြို့နယ်အတွင်းအထိလေနဲ့လာပြီးဘုံတွေကျဲချသွားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ဒါကတော့မတ်လ18ရက်နေ့ဖြစ်တယ်မနေ့ကည7နာရီဝင်းကျင်လောက်မှာပဲ AR တိုင်းကလင်းမြနာမြို့နယ်ပသိမ်မုံရွာကားလမ်းဘေးမှာရှိတဲ့ဝက်ကုန်းကျေးရွာနဲ့တောရွာအကြားကိုအကြပ်ဖက်စကောင်းစီတက်ကလေနဲ့လာပြီးဘုံတွေကျဲချသွားတယ်ဆိုပါတယ်လက်ရှိမှာတော့အရခတတော် A နဲ့ PDF ပူးပေါင်းတက်တွေဟာငတိုင်းကျောင်းမြို့နယ်နဲ့လင်းမြနာမြို့နယ်အဆက်ထိရောက်ရှိနေပြီဆိုပြီးတော့စစ်တပ် lobby တွေရဲ့ဝါဒဖြန့်မှုကြောင့်အကြပ်ဖက်စကောင်းစီတက်ကအကြောင်းပြချက်မရှိပဲအခုလိုလင်းမြနာမြို့နယ်အတွင်းထိလေနဲ့လာပြီးဘုံကျဲတာတွေလှုပ်သွားသလို တဖက်မှာလည်းစင်အားဖြည့်တင်းဓာရီစစ်ကူစစ်ကြောင်းစေလွတ်ဓာပြီနဲ့လက်နက်ကြီးနဲ့ပါပပတ်လေကိုလိုက်လံပစ်ခတ်နေတာတွေကြောင့်လက်ရှိလေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတချို့ကပြည်သူတွေလည်းမနေရတော့ပဲထွက်ပြေးတိတ်ရှောင်နေရဓာပြီပါရှိလာနေတယ်လို့မျက်နှာမြို့နယ်အတွင်းစစ်ပေးရှောင်ကူညီနေသူတို့ကပြောထားပါတယ်ခင်ဗျာကဲဇိုဒီနဲ့မှာပြောချင်တာက စစ်ကောင်စီတပ်ဖွဲ့တွေဘလောက်ထိကြောက်လေလဲဆိုတာကိုဒီထက်ပိုသွားတာဘာလို့လဲဆိုလို့ရှိရင်စစ်တပ် lobby တွေကဝါရဖြတ်မှုကြောင့်စစ်ကောင်စီကဗျမ်းမတော်တွေကိုတော့ပြီးတော့အာတိုက်ခိုက်မှုတွေစစ်တပ်ကိုလုံနေတာ ဒီဟာကကျွန်တော်တို့ online တက်ဖို့တွေက limit နာထိကိုကျွန်တော်တို့မရောက်သေးတာလည်းမဟုတ်ရောက်ပြီလည်းမဟုတ်ဘူးဆိုတော့ဒီဟာကအခုချိန်မှာသွားနေတော့ဒါမှမဟုတ်လည်းရောက်ပြီလို့လည်းပြောလို့မရသေးတဲ့အချိန်ဒီမြို့မှာစစ်ကောင်စီ lobby တွေကစစ်တပ် lobby တွေကအရန်ကိုလိုလွှဲလို့အရန်ကိုကြောက်နေကြလို့လေရင်အကူကိုသွားပြီးတော့တရင်ပေးလိုက်တာအခုချိန်မှာစစ်ကောင်စီကဒီထက်မှပြည်သူတွေနေနေနေရာကိုလိုက်ပြီးတော့လေရင်နဲ့ဘုံကျင်းနေတယ်လို့သိရှိရပါတယ်ဒီထက်မှပပပဝန်းကြီးမှာရှိနေတဲ့နေရာတွေကိုလည်းလက်နက်ကြီးတွေနဲ့ပတ်ပြီးတော့နေတောင်မနာပဲနဲ့ပေါ့နော်ဆိုတော့ဒီဟာကလက်နက်ကြီးနဲ့ပြစ်ခတ် ်မှုတွေစစ်တပ်ကိုလော့နေတယ်လို့သိရှိရပါတယ်။ဆိုတော့ဒီထက်မှာရှိနေတဲ့ဒီနေနာမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူတွေတော်တော်လေးကိုစိုးရိမ်နေရတယ်လို့သိရှိရပါတယ်။ဒီဟာကလောမော့ကိုတပ်ပွဲတွေမှာဖြစ်သေးဘူး။ဒါတောင်မှစစ်ကောင်တပ်ဖွဲ့တွေကကြောက်နေလို့ဗျမ်းမာတွေကိုအဲ့ဒီနာမှာကြောက်နေလို့လေရင်နဲ့လိုက်ပြီးတော့ပြစ်နေတယ်လို့သိရှိရပါတယ်။အဲ့တော့ဣရင်တော့မှာစေမင်းနဲ့အတွဲမှာကြားသွားတဲ့စစ်ကြောင်မှုရဲ့အကြောင်းကို အာကျွန်တော်နဲ့တူပြီးပြီးတော့နားထောင်ကြည့်အောင်နော်စစ်ကောင်စီတက်ဖွဲ့ကနေစစ်ကြောင်းမှုတူကစေမင်းနဲ့တွဲမှာကြာဆုံးသွားတယ်တဲ့နော်ဟုတ်တယ်မဟုတ်စကျွန်တော်ကစစ်ကြောင်းကကျွန်တော်ကနည်းနည်းပြည်သူငဲ့ကွက်တာပါဗျာကျွန်တော်ဒီပြန်မာဆုံးဒီကောင်စီစစ်ကြောင်းဝင်လာချိန်မှာကျွန်တော်ကပြည်သူကဒီအဲ့ဘက်ချမ်းမှာကျွန်တော်ဒီကန်ကြီးရှိတော့ကြာအဲ့ဘက်မှာရေခက်နေပြည်သူရှိတော့ကျွန်တော်ကစကျွန်တော် RPG တော့အာတုစကျွေးမယ်ဆိုပြီးကျွန်တော်ပလန်ဆွဲထားပါနော်အာတုစတူကအုပ်လိုက်ခြင်းလိုက်ဗျဟိုအဓိကပြည်သူစင်များကကြာဒီသူစစ်ကြောင်းမှုကလည်းကျွန်တော်စေရေးတိတ်နားတိတ် ကျွမ်းကျင်ဦးတယ်သူကသူစစ်ကြောင်းတက်တာကောမှသူစစ်ကြောင်းဟိုခွဲမတက်ဘူးအွန်လိုင်းကျင်းလိုက်ပဲဒီဒီအလူလက်တနည်းသူကတိုင်းတက်တာအလူလက်နည်းစစ်ကြောင်းဟောတွဲလိုက်ကြီးတက်တာအဲ့မှာတော့ RPG ကျွမ်းမဲ့လို့じゃဒီပြည်သူရဒီအဲ့ဘက်ကပြည်သူじゃနည်းနည်းခွေးပါတိတ်ကြောက်တဲ့အထဲမှာတိတ်မှာပါသူကတော့ရေခဲမြဲခဲနေကျွန်တော်အဲ့မှာပြည်သူငဲ့ပြီးကျွန်တော်တပြည့်နေရာကိုမျှောက်ခေါ်လိုက်ဒီမှာအဲ့မျှောက်ခေါ်ပြီးကျွန်တော်တပြည့်ကျွန်တော်လူချင်းနဲ့ပြစ်မဲ့ရအောင်မှာပြန်တိုက်တာပေါ့နော်ကျွန်တော်အပန်းလာဆုံးဒီကောင်ကျွန်တော်တိုက်ပွဲ10မိနစ်လောက်ကျွန်တော်သူစစ်ကြောင်းကြီးကြာသွားစစ်ကြောင်းကြီးကြာသွားဒီကောင်တွေက ပြီးပြီပြီရှောက်ပြီလက်နဲ့ဒီကုန်းလွင့်ပြတယ်ပြေးချင်းတဲ့ကောင်ပြေးရခုပြေးကြည့်လို့ရှောက်ရအဲ့မှာကျွန်တော်တို့ကနေရာယူထားနေတယ်ပေါ့တကုန်းတဲဆော်လိုက်တာကဲဆိုတော့ဒီဟာကစစ်ကောင်စီတပ်ဖွဲ့တွေဘယ်လုံးထိမြခန်းစားနေကြမလဲဒီမှာဆိုတော့ဒီဟာကဇေမင်းနဲ့အတွက်မှာစစ်ကြောင်းမှုကကြားသွားတာအဲ့ဒီနောက်မှာလည်းအကြံနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကဗျမ်းမာတွေပြီးနေလို့ဖျူဖျူတွေပြီးနေလို့အကောင်လုံးကိုပျောက်သွားတယ်လို့သိရအောင်နော် ဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေကလက်နေ KNU ကိုအကောင်လုံးကိုထားခဲ့ပြီးပြီးနေကြတာတဲ့နော်ဆိုတော့တတော်လေးကိုကြောက်နေကြတယ်ဆိုတော့ဒီကစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ဘလူတွေစတဲ့နဲ့အမင်ကြီးနော်နင်းရှိရှိလို့ရှိနေပြီဖြစ်တဲ့စတဲ့နဲ့အမင်ကြီးအခြေအနေနောက်တစ်ခုပြပြီးတော့နားထောင်ကြည့်ရမယ့်သတင်းကတော့အာခုနကျွန်တော်ပြောတဲ့အ мян လမ်းမပေါ်ထိကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကရောက်ရှိနေပြီဖြစ်တဲ့အတွက်ကြောင့်တပ်ဖွဲ့တွေဖြစ်နေပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဟိုဖက်ရက်ကွက်က ရောဖောင်းဟင်းတို့ဂျိုမျိုးမင်းတို့လွန်မြတ်နေတဲ့ရွတ်တန်ဖန်ကိုကျွန်တော်နေတို့ပြင်ပြီးတော့ကြည်အောင်ဒီထက်မှာတတော်လေးကိုလွန်မြတ်နေကြပါရယ်ကျွန်တော်အဘတို့သတိထားရမယ်ဆိုပြီးမှအုံနေကြပါရယ်နားထောင်ကြည့်အောင်နော်ဒီနေ့တော့နည်းနည်းလှုပ်လှုပ်ရွရွဖြစ်သွားကြရတယ်ဘာလဲဆိုတော့အားလုံးတည်ပြီးသားဖြစ်မှာပါအမြန်လန်းမိုင်းတိုင်း321ပေါ့နော်321 318 319 320 20 20 20 321ခုတစ်ချိန်နဲ့တပြိုင်တည်းပေါ့နော်အင်အား20ခန်းဝင်းကြီးစီပြပြီးတော့မှချောင်းပြစ်လုပ်တယ် အဲလောက်တာကကျွန်တော်တို့လမ်းပေါ်မှာအမြန်လမ်းပေါ်တော့အမြန်လမ်းပေါ်မှာကင်းစစ်နေတဲ့အမြန်လမ်းရေမင်းကြီးတို့ရှိလိမ့်မယ်ပေါ့နော်အမြန်လမ်းရေမင်းကြီးတွေရှိလိမ့်မယ်ကျွန်တော်နာမည်တော့တက်မပြောပါဘူးပေါ့နော်ရေမင်းကြီးနော်အမြန်လမ်းမှာဖြေးသီးတော့ရှိနေပြီပေါ့ဖြေးသီးရှိနေပြီဆိုတော့အဲ့ဒီအမြန်လမ်းမှာကရေမင်းရေမင်းကြီးတာတကယ်လို့သွားခဲ့ရင် ရေမင်းတယောက်တည်းသွားတာရေမင်းတစ်စီးတည်းသွားတာမဟုတ်ဘူး ရဲမင်းနဲ့ပါဝင် point သွားမယ်ဗျာဂင်းစစ်တယ်ဆိုရင်2စီး3စီးအ ਨੇ ဆုံး2စီးရှိမယ်ဒါပေမဲ့အမြန်လန်းရဲမင်းကောက်အပြစ်ခံရတယ်အပြစ်ခံရတယ်အဲ4 5ချက်လောက်ကြီးကားမှာကြီးထိရာရှိတယ်အမြန်လန်းရဲမင်းရတော့ကန်ကောင်းထောက်မှစွာနေပဲပေါ့နော်ဟိုအတက်ဘေးအနေရကနေအမြန်လန်းရဲမီးနဲ့ရဲတပ်ဖွဲ့ဝင်တွေအားလုံးလွတ်မြောက်ခဲ့တယ်ဗောနော်အားလုံးတယ်နော်အဲ့တော့လာဘကတိုင်းမူကြီးနော်လာဘကတိုင်းမူကြီးပေါ့ ဘယ်လိုပဲပေါ့ဒါကနထိုးကြီးတို့ဒါပြင်စီတို့ဒါဆိုတာလဘကတိုင်ပြီးဗိုလ်ချုပ်ကြော်ကိုထားရဲ့လက်အောက်မှာရှိတယ်ဒါတွေကိုအချိန်ချင်းကျွန်တော်တို့អော်တယ်အချိန်ချင်းကျွန်တော်တို့ပြောတယ်စောက်ကူကိုမဆိုင်တာလားစောက်ကူကိုမဆိုင်ပဲနေတာလားတော့မသိဘူးဒါပေမဲ့အမြန်လမ်းကိုဟိုတက်လာတာကတော့တိတ်တော့တစ်ခါလဲမဟုတ်ဘူးနှစ်ခါလဲမဟုတ်ဘူးဆိုရင်တော့အဲ့ဒီမှာဒီနထိုးကြီးပြင်စီလမ်းဒီလမ်းနေပေါ့နော်အမြန်လမ်းနဲ့ဆက်နွယ်နေတယ်ဒီ318တို့319တို့ နော်320 321အဲ့နားမှာကတဓာတွေဗျာနော်ရဲခင်းတွေအကုန်ရှိတာကိုအမြဲတမ်းအမြန်လန်းရဲမင်းကြီးကောက်အပြစ်ခံရတယ်ဆိုတာကစဉ်းစားကြည့်ကြည့်ပေါ့နော်မဟုတ်ဘဲနဲ့မပြောဘူးနော်ကောင်းနေကြတာမဟုတ်ဘဲနဲ့မပြောဘူးနော်အမြန်လန်းရဲမင်းကြီးတော့မှကန်ကောင်းလို့နော်ကန်ကောင်းလို့အဲဟုတ်လားလေးလက်မလောက်ပဲလိုတယ်အသက်ဘေးအနေကလေးလက်မလောက်ပဲလိုတယ်နော်ပြစ်တာတော့ဟိုကောင်တွေကရေမင်းကြီးကာလာမကာလာတိလာမတိတော့မသိဘူးရမ်းပြစ်တာလည်းဖြစ်ချင်းဖြစ်မှာပေါ့တချင်းညပြီးပြောပါလိမ့်မယ် ဒီမင်းလက်ထက်မှာကွာငါတို့အိတ်ကောင်းချင်းအေးစားကောင်းချင်းမစားခီးလည်းကောင်းမသွားဒီမင်းလက်ထက်မှာဖြစ်တယ်ကွာဆိုတာရင်တော့ဒီမင်းကဒီမင်းကနော်အဲ့ဒါနင်းထိုင်ဒီဖြိုးနဲ့ဘူးလေဒီမင်းဖြစ်သွားမယ်ဒီဖြိုးဆိုတော့ဒီဖြိုးပြောတာဒီမင်းဆိုတာဒီမင်းပေါ့ဗျာနော်ဆိုတော့ဒီမင်းလက်ထက်မှာကွာဆိုတော့အဲ့ဒါတက်တမဲ့ဒီမင်းကတက်တမဲ့ဟိုလူတွေကြားထဲမှာဝေဖန်ခံစရာတွေပိုကြီးကြီးမားဖြစ်လာမယ်ဒီမင်းအပေါ်မှာလူလူယုံကြည်မှုကြဆင်းမှုပိုမြင့်မားသွားတတ်တယ်ဒါကြောင့်ဒီမင်းဟာ ဒီမင်းอ่ะဟိုမင်းမဖြစ်ဘူးပြောတယ်နော်အဲ့တော့နည်းနည်းလေးတော့အမြန်လမ်းနဲ့ပတ်သက်လို့သတိကြီးထားကြဖို့တော့ကျွန်တော်တိုက်တွန်းချင်ပါတယ်နော်ဒါပို့ပြီးတော့တက်ကတက်ကပြောနေရတာမနေတော့ပါဘူးအဲ့တော့ဖြစ်ပြန်ပြီအမြန်လမ်းလို့ပဲပြောပြရစီနော်ကဲဆိုဒီအရကအမြန်လမ်းနဲ့ပတ်သက်ပြီးတော့ဘောမတွေဖဲမှာလွန်မြတ်နေတဲ့အာယူတန်ဖန်တွေဖြစ်ပါတယ်ဆိုတော့ဒီထဲမှာမြန်လမ်းမှာပုံမှာတက်ခတ်မှုကြောင့်တက်ခတ်မှုမှာမနေ့မနေ့ကတက်ခတ်မှုမှာဗောနော်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေငါးအိုးသိမ်းဆောင်နေလို့သိရှိရပါတယ်အဲ့ဒါကိုဟိုဖက်ရက်ကွက်က ကြော်ဖုံးရဲဆိုလို့ရှိရင်လောမောကတအုပ်မသေးဆုံးချင်းမရှိဘူးဆိုပြီးတော့ပြောနေကြပါတယ်ဆိုတော့ဒီဟာကတော့ကျွန်တော်တို့တရင်အတိအကျကိုရနေလို့အဲ့ဒီကောင်တွေထွက်လာမှာတဲ့နေရာမှာတွေကိုကျွန်တော်တို့စတူဆုံးပြီးတော့တက်ခတ်မှုတွေအတပြန်နဲ့ထဲတောင်းနေရာကိုတက်ခတ်မှုလုံးဆောင်ခဲ့တယ်လို့သိရတယ်ဗောနော်တောင်းနေရာလုံးဆောင်တာဆိုတာကအခုချိန်မှာဆိုလို့ရှိရင်အမြန်လက်မှတ်ပုံမှာစစ်ကောင်စီကအာသူတို့လွန်ချုံရေးကိုကိုအရန်ကိုတင်းကျပ်နေတာတင်းကျပ်နေတာဆိုတာတဲ့တမန်နံပါတ်လို့မှာတမန်ဝိဒါနဲ့ တကစ်ထားတယ်။အာပြီးရင်နော့တမန်ဝေးတာနဲ့နော့တကစ်ပြင်ပြီးတော့ထားတယ်။အဲ့ဒီနေရာကိုတောင်းကဲ့နေရာပေါ့နော်။အာကဲတဲ့နေရာကိုတခါနဲ့တိုက်တာ။အဲ့ဒီရေကားတွေလာတဲ့စေကားတွေလာတဲ့နေရာကိုတခါနဲ့တိုက်တာဆိုတော့ဒီရကဒီထက်မှာအာသေဆုံးမှုတွေကအဲ့ဒါရရှိတဲ့လူတွေကလည်းအတော်များလေတော့သိရှိရပါဒီထက်မှာတည်ဆောင်းမှုတွေကတော့ငါးဦးတည်ဆောင်းနေလို့ဖော်ပြထားတွေ့ရပါတယ်ဆိုတော့ဒီကတော့ drain ထိုးနေတဲ့အမြန်လမ်းမပေါ်မှာတက်ခတ်မှုကြောင့်မနေ့ကက ဘင်းကောင်သေးဆုံးလေဘင်းကောင်ထိခတ်တယ်ရရှိတယ်ဆိုတော့ကိုတော့ကျွန်တော်မပြောပြသေးဘူးထိခတ်ရှိမှုရှိလားမရှိဘူးလားဆိုတော့ကိုပဲကျွန်တော်တို့ပြင်ပြီးတော့အာပြောလို့ရတယ်အခုချိန်မှာတော့အာငါးဦးသေဆုံးလေဆိုတော့ကိုတော့တရင်တွေမှာဖော်ပြနေတဲ့နေရာတွေ့ရပါတယ်ဆိုတော့ဒီကတော့တရင်ထုတ်အနေနဲ့ပြင်ပြီးတော့ပြောပြနေတာဖြစ်ပါတယ်စစ်ကောင်စီလော်လော်ဘီစစ်တပ်လော်ဘီတွေလောင်မြတ်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့เนาะဆိုတော့နောက်တစ်ခုပြင်ပြီးတော့နားထောင်ရမယ့်တရင်ကတော့ကိုခန်းစားရတာလေးတွေပြောချင်တယ်ဆိုတော့နောက်တစ်ခုကတော့ အာတမင်သားစုဖြစ်ရတာအာကြာလေရင်နာရလေပါပဲဆိုပြီးတော့ပြောနေတဲ့တမင်သားစုရဲ့တမင်သားမိခင်တူရဲ့ဆိုပြီးပြောရမှာနော်ဆိုစစ်တပ်တွေကအာသူရဲ့သားသမီးတွေစစ်သားတွေဖြစ်တယ်ပြီးတော့သူကတော့မိခင်တူရဲ့ပြောပြချက်ကိုကျွန်တော်နဲ့တူပြပြီးတော့နတ်ထောင်ရဖြစ်ပါတယ်သူသားကတော့အနုပတန်စစ်ဌာနချုပ်မှာနံပါတ်တပါနော်ဆိုတော့ဒီထဲမှာအာဒီဆုံးနေတဲ့သူသားရဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောသွားနေတာဖြစ်ပါတယ်နတ်ထောင်ကြည့်အောင်နော်ကိုခံစားရတာလေးတွေပြောချင်လို့ line မောက်တက်လာခြင်းဖြစ်ပါတယ် ဟုတ်ပြီအမှန်တမ်းပြောရင်တော့ကျမတို့ကလူတကာမုံနဲ့တမလို့သားရဲ့မိခင်တယောက်ပါဒီနိုင်ငံရေးတွေမဖြစ်ခင်เนี่ยဆယ်စုနှစ်တိုင်ခဲ့ပြီတမလို့သားတွေပေါ့เนาะอืมဒါပေမဲ့ကျမရဲ့ရင်သွေး3ယောက်မှာတစ်ယောက်ကတော့ဖြင့်ရမခမှာတိုက်ပွဲဝင်ကြဆင်းသွားတယ်မိခင်မရှင်ကိုလာလွယ်ဆဲလာဖွားတဲ့ပါရထနာတွေကြောက်ခဲတလဲလို့တေဆုံးရတာအလောင်းလည်းမမြင်ရ နော်ကိုယ်တိုင်လည်းကိုယ်လက်လေးနဲ့ကင်တွယ်ပြီးတော့ကိုသားသမီးတွေကိုမပို့ဆောင်ရရှင်းလာတယ်မတန်တယ်လို့ခံစားရတယ်။တင်းနေရပြည်ပြေးခွက်ခေါက်တွေနဲ့စီဒီယန်လှုပ်ထားတဲ့ဆရာဝန်ဆရာမတွေကအခုချိန်ကျမှနိုင်ငံတော်လူကြီးမင်းတွေကိုခြေတလုံးဖက်ပြီးတော့ပြန်ပြီးဝင်ခွင့်တောင်းနေဆိုတာတော်တော်တရားတာပဲနော်။စဉ်းစားကြည့်ပါဦး။နိုင်ငံဝန်ထမ်းကောင်းတွေသွေးမြေကြလို့တောင်မချောက်သေးပါဘူး။လူကြီးမင်းတွေကိုလည်းပြောချင်တာ ဒီလိုလူမျိုးတွေကเนาะဟိုဘယ်လိုခေါ်မလဲခွေးမိောက်ကြည်တော့ဆိုတယ်ဒုက္ခရောက်နေလို့တာပြန်ပြီးတော့မြန်မာပြည်ကလူကြီးမင်းတွေကိုပြန်ပြီးတော့ကတ်ဖို့ပဲရှိမယ်သူတို့မှာနိုင်ငံချစ်တဲ့စိတ်မျိုးချစ်တဲ့စိတ်အတိတရားရတဲ့စိတ်နဲ့ဒိုးစက်လာမှာမဟုတ်ဘူးရှင့်အထက်လူကြီးမင်းနေလဲကိုပိုင်အုံနောက်လေးနဲ့စဉ်းစားပါဦးဟုတ်ကဲ့ဒီကတ်ဘောနော်ကြားတယ်ကိုခဏတိုင်းအသက်ပြန်မတွန်းပါနဲ့အဲ အရန်မောင်းဖို့ကောင်းပါတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေကအဆက်မြန်မာနိုင်ငံကြီးကိုတော်လှန်နေတာကိုမမေ့သေးပါဘူးเนาะလူကြီးတွေလည်းမမေ့ပါနဲ့တာပြီလားအခုကဲဆိုတော့ဒီဟာကအာအဲ့ဒီသူသားအထင်မြင်တန်စစ်ဌာနချုပ်မှာဒေဆုံးသွားတဲ့မိခင်တယောရဲ့ပြောသွားချက်ဖြစ်ပါတယ်။အခုချိန်မှာဆိုလို့ရှိရင်တချို့တွေကဘုံမာရဲ့ရက်ကဖက်မှာပြောနေကြဟိုးဝဲစာပြောနေကြရှိပါတယ်။ဘာလဲဆိုလို့ရှိရင် CDN CDN တပတချို့ CDN တမတွေက စစ်ကောင်စီလက်အောက်မှာပြင်ပြီးတော့တာဝန်ထမ်းဆောင်ဖို့လာနေကြပါလေလို့ပြောနေကြပါတယ်ဆိုတော့ဒီထက်မှာဟောမဟုတ်ကတော့ကျွန်တော်တို့သူကူတန်းအဗင်မီတို့ဝန်ဖို့ရှုံနေတဲ့လူတွေကပဲတိမှာဖြစ်ပါတယ်ကျွန်တော်ကတော့အဲ့လိုဒီပြည်သူတွေဘလူတွေဆိုတာကတော့မပြောနိုင်ဘူးဆိုတော့ဒီထက်မှာဆိုလို့ရှိရင်အဲ့လိုတွေကိုဗင်မီတို့ခိုပြီးတော့တွန်းတာကကြားသေးကိုဗင်မီတို့ကျွန်တော်တို့ဗင်မီတို့အသက်သွမ်းနေတယ်လို့ပဲဆိုပြီးတော့ပြောတော့တာရှိပါတယ်ဆိုတော့ဒီထက်မှာပြောတော့ကျွန်တော်တို့ကြားသေးဆိုတော့ကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေဖက်က တတိုးလေးကိုကြောက်နေတဲ့သူပါတယ်ရဲလောက်ထောင်ပါကြောက်နေတဲ့သူပါတယ်ဆိုတော့ဒီဟာကတော့အာတမင်သားစုကဘဝရဲ့ပြည့်ပြည့်ချင်းဖြစ်ပါတယ်ဆိုတော့မလဲဆိုလို့ရှိရင်အခုအာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဂေဘေးဂေဘေးအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘီသူတွေအလင်ခံရမှုတဲ့အပိတ်ခံရမှုတတိုးလေးကိုမြားနေပါတယ်ဆိုတော့ဒီထဲမှာအလင်ခံရတဲ့လူတွေအပိတ်ခံရတဲ့လူတွေကအဲ့ဒီဂေဘေးစီကိုဝန်ထမ်းတွေကိုသွားပြီးတော့ဆက်သွေမင်းမြဲတဲ့အချိန်မှာ လုတ်ပေးပါပိုင်းရလုတ်ပေးပါဆိုရင်အာတုံးစုံမှုတွေကိုဘလူးတွေပြန်ပြီးတော့ KB စံက KB 100တွေကဘလူးတွေတော့ပြန်လှည့်လဲဆိုတော့ကိုကျွန်တော်လက်တူပြန်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ဒီတိမှာပြောတော့တာကတော့တတော်လေးကိုစွန့်ဝန်စားဖို့ကောင်းပါတယ် KB ကအခုချိန်မှာဆိုလို့ရှိရင်ကဘိုရ KB ကအခုချိန်မှာဆိုလို့ရှိရင်ကျန်းဖြတ်နေနဲ့အတူတူပေါင်းစားနေကြပေါင်းလုံးနေကြတလားဆိုပြီးတော့အောင်းမဲ့ရတယ်ဆိုပြီးတော့ပြောသွားနေတာဖြစ်ပါတယ်ဒီတိမှာအပြည့်စုံကိုကျွန်တော်လက်တူပြန်ပြီးတော့နားထောင်ကြည့်ရှုရမှာ တက်ကနံပါတ်ချယူလိုက်မယ်လေအခုငါတို့ကအခုလောက်လျှောက်ပေးထားတယ်ပြောနေတယ်လေငါညမရဲစခန်းတောက်ကန်တာလည်းပေးထားတယ်အမှုဖွင့်ဆိုတာမျိုးကနင်တို့နင်တို့ကမဟုတ်ဘူးငါညမရဲ့နင်တို့ဒီ platform ပေါ်မှာဖြစ်သွားတဲ့ပြဿနာကိုနင်တို့ကရဲစခန်းသွားပြီးအမှုပန့်နေတာငါညမတို့ကအမှုဖွင့်တယ်ဆိုတာထိုက်တင်တယ်လို့လွယ်တယ်ထင်လို့လားလွယ်တယ်ထင်လို့လားဘာလို့အဲ့ဒီစင်ကြီးကိုခတ်အောင်လုပ်ထားတာတော့အေးအမှုဖွင့်တယ်ဆိုတာလွယ်တယ်ထင်လို့လားလို့ အမှုဖွင့်တယ်လွယ်ရေးထင်တာလို့ဆိုတာကျွန်တော်တို့ဒီလုပ်ငန်းလေးကိုတင်နေနေတာပေါ့နော်အခုရေကန်အမှုဖွင့်တာလွယ်ရေးလို့ပြောပြလိုက်ပါရှင့်ငါတို့လည်းထောက်ခံတာပေးထားတယ်လေနင်ကနင်းဘက်ကမန်နေဂျီဆိုမပြောနဲ့လေဒီလုပ်ငန်းလေးကအမှုဖွင့်တာနဲ့မှရမယ်ဆိုပြီးလုပ်ငန်းလေးတင်ပေးကလေးကပြောပြထားမှာပါအဲ့ဒါအမှုဖွင့်တာနဲ့မှပဲရမှာရှင့် အမှုဝင်တာကငါတို့ကအခုဒီနေ့တောင်းနေတယ်မပိတ်နဲ့အောင်တောက်လျှောက်ခေါ်ကနေဟိုကမပိတ်နဲ့အောင်ငါတို့ကမအားသေးဘူးဖုံးနေသိမ့်မလို့ငါတို့ကတောက်လျှောက်ပြောနေတာဟုတ်ကဲ့ငါတို့တင်ပေးထားကနေဟာ၃ရက်ပဲယာယီပိတ်ထားပေးလို့ရပါမယ်ကျွန်တော်ပိတ်ထားပါမယ်ခောက်ခံတာပိုင်ရင်တလားပိတ်မယ်လို့ပြောတာငါညီမရခောက်ခံလေးပို့လာတယ်မရှိတော့လုပ်ငန်းတွေကပိတ်ပေးရမလို့အေးပြန်ဖွင့်ပေးရမလို့ဌာနပကဆောင်ရွက်သွားမှာဒီလိုနဲ့ကတော့တမန်ရဌာနပကလုံးဆောင်မှာဖြစ်တဲ့တကမလို့တို့ရဲ့လုံးလုံးဒီတိုင်းပဲဆောင်ရွက်ပေးသွားမှာပါရှင်အေးလုံးထုံးလုံးကြီးရလဲထောက်ခံတာပေးရင်တလားထိတားပေးရလို့ပြောတယ်လေ ဟာနင်တို့ KB ကိုစင်တာပဲဝါဝါဆိုလားဘာလားမသိဘူးငါတို့တောက်လျှောက်ဆက်နေတာပြီးရင်ငါတို့မဲ့ KB မနော်စင်တာအိတ်ကကိုမင်းနဲ့ KB မနော်စင်တာအိတ်ရဲ့ဖုန်းနံပါတ်ငါပြောအောင်မလားအဲ့တော့ဒီစာနာရီဘက်ကညောဘက်ကတင်ပေးရဖို့ရှင်ဒီလုပ်ငန်းနဲ့တင်ပေးရတော့ထမဘက်ကပဲတင်ပေးရမှာပါအာနင်တို့ဗောလီဘောဗောလီဘောဘက်စကက်ဘောအတင်းထောင်းရင်ထောင်းလိုက်ငါညီမနင်တို့ကအကုန်လျှောက်ပြီးတော့ ဆန္ဒကိုငါတို့ကသွားပြီးပြီလေဆန္ဒကိုထောက်ခံတာပြီးပြီလေငါညီမအခုကမဟုတ်နင်ကဘာကိုပြောနေတာလဲအခုငါတို့ကပြောနေပြီဒီဖြစ်စဉ်ကမပြီးသေးဘူးအမှုဖက်တာဆက်ပေးမယ်ဒီဥစ္စာကိုနင်ကတစ်ဖက်ကဥစ္စာကိုပိတ်လိုက်ပြီလားငါတို့ကဆက်တင်ပေးရမှာလေဒီလိုငန်းနဲ့အောင်းတိုင်းကောင်ရဲ့လိုပေးရလို့ကပြောပြနေတယ်အဲဒါဆိုချက်တင်လိုက်လေချက်တင်လိုက်လေနင်ပြောတဲ့ကောင်ကငါအသိ30ကိုနင်ကြီးလိန်ခံနေရမှာလားငါညီမနင်ကဘာဘာတော်တာလို့နင်နင်နိုင်တယ်ဂျာလူဖောက်ပြန်ပြောတတ်မှာဟုတ်ဘာနဲ့နေနေရမှာအခုဆုံးနေဆုံးနေတယ်ဆိုရင်အခုချိန်မေးထားတဲ့ပြည့်ချက် တော့ဒါတွေကတော့ဒီကနေ့ကောင်ရဲ့ဒီမှာမဟုတ်ဘူး။ဟင်နောက်တဲ့ပြည့်တဲ့ဆက်ဖွင့်ဟာနောက်တဲ့ပြည့်တဲ့ဆက်ဖွင့်ငါကလာနေဟောကငါတို့စိတ်ရှုပ်မရလား။ငါစိတ်ရှုပ်ရမှာလားငါစိတ်ရှုပ်ရမှာလားငါကရင်ရင်ဟလားရင်ရင်လားနာမည်ကရင်ရင်အပြည့်စုံမဲလား။နေဝင်နေယာဘူးပြောဒီတင်းမှာဘာတော်ဝင်ရှိရလဲ။ဒါတွေကောင်ကနေတဲ့ဆက်ဖွင့်ချက်မှာသားလိုက်တာ။အေးစားပြီးနေယာဘူးကိုပြောစားပြီးကလည်းမပြောနဲ့ရင်ရင်ဆိုတာလေးနဲ့လည်းမပြောနဲ့ရင်မစုံဖြစ်ငါနာမည်ပြည့်စုံငါခုနေဝင်နောက်ငါနာမည်ပြည့်စုံခုနေဝင်။အေးမရှိရင်နေကဘယ်လိုပုံစံဆက်ဆံကြရလဲ။ညာ မရဘူးနာတိကျပြရမလားဟဲ့ငါတို့တိကျပြသွားပြီဆိုရင်ငါတို့တိကျဖွင့်လိုက်အတိကျဖွင့်လိုက်ပြန်တင်ပေးပါရှင်ဒီမေးရမှာမေးရမလားဒီဖွင့်လိုက်ဖိတ်လိုက်ပြီဆိုပြီးတော့လောက်တာဟုတ်လားအဲ့ဒီကျွန်တော်ဖိတ်လိုက်ပေါ့လာတော့ရပြီနော်အခုခေါ်တဲ့နံပါတ်ကလေး2596မှာနေတော့ဘယ်တော့မှရှိပါရှင်ညမမီးပြောရရင်အခုမျိုးသမီးရောက်ပါရှင်ရောဟုတ်ပါရှင်ရောက်ပါသေးပါအခုတွေ့လားတွေ့လားကျွန်တော်မိတ်ဆွေတွေဒီရုပ်စာကို share ထားပြီ share ထားပြီနော်တို့ KB ကကောစင်တာစောက်တလွဲလုံနေတာ share ထားပြီအကုန်သိအောင် share နော် ဒါမဲ့ကြံတဲ့မျိုးတွေတွေကိုမပြောသေးဘူးเนาะ KB ကအခုဖြစ်နေတဲ့ပုံစံเนาะမြန်မာနိုင်ငံရဲ့အကြီးအမားဆုံး Imani ဈေးကွက်ကိုတိမ့်ပိုက်ချင်ပြီးတော့ကျွန်တော်ပြောချင်တာเนาะအခုလိုငနေလဲခွဲပြစ်เนาะကျွန်တော်ပြောမယ်ကျွန်တော်တို့နေနေတဲ့အခုကြံတဲ့မျိုးနယ်တစ်မျိုးနယ်တဲတောင်မှ KB ကမန္တလေးမျိုးမျိုးနယ်တစ်ခုတဲတောင်မှ KB က3လမှာအမှုပေါင်း300ကျော်တက်တယ် KB ကနေလိန်ခံရတဲ့လူတွေเนาะအမှုပေါင်း300ကျော်တက်တယ်အဲ့ခင်ဗျားတို့စဉ်းစားကြကြည့်လိုက်တော့เนาะ ်ကေဘီကတရားဝင်လိန်ကိုပေးနေသလားတော့မသိဘူးเนาะကေဘီကတရားဝင်လိန်ဝင်ပေးနေသလားတော့မသိဘူးကေဘီကဒီ లై ကိုကြည့်နေတဲ့ကမ္ဘောဒါဗန်ရဲ့တာဝန်ရှိပုဂ္ဂိုလ်လူချင်းမင်းများခင်ဗျာခင်ဗျားတို့ကေဘီဝန်ထမ်းတွေထဲမှာဟိုကမတမာတဲ့ကြားဖြန့်ဖွဲ့စည်းတွေကပတ်သက်နေတာဟာတွေများရှိနေသလားမသိဘူးလူလိန်အားပြီးသခိုးအားပြီးရမ်းလုံရီ ကျွန်တော်ပြောမယ်လိန်ဟန်နေရပြီလိန်နဲ့ချက်လက်အကုန်ပေးပြီခမရတို့နိုင်ငံနဲ့ချီတဲ့ platform လုပ်နေတာခမရတို့မှာ data server ရှိဖို့ရှိတယ်အဲ့ server ထဲမှာ transaction တွေတောက်လျှောက်အချက်လက်ပြောရင်ကြည့်လို့လည်းရတယ်ကျွန်တော်တို့ကဖုံးဆက်ခြင်းလို့တိုင်လို့အလိန်ခံရလို့တိုင်လို့ဖုံးဆက်ပြီဆိုရင်တောင်မှခမရတို့ကကျွန်တော်တို့ကိုပိုင်းရှင်းဖြစ်ချောင်းအစစ်အစစ်စစ်ဆေးပြီးတော့မှခမရတို့ကဆက်ပြီးစကားပြောလက်ခံတာမို့လားတစ်ဖက်လူရဲ့အချက်လက်တွေလည်းခမရတို့တည်ပြီးသားလीအ အခုက KB ကအခုအောက်ချိန်မှာဖောင်းပွားနေတယ်ခင်ဗျားတို့တော်တော်ဆိုးနေပြီ KB ကနော်ကျွန်တော်ပြောချင်တာနိုင်ငံရဲ့ဘာ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 တရားထက်တန်မြမအားမယ်ကံဘောသားဘာမြမအားမယ်လေခင်ဗျားလူလင်အားပေးအားမယ်အခိုးအားမယ်ခင်ဗျားတို့ဘန်ဝင်နှန်းတယောက်လုပ်နေတယ်ခင်ဗျားတို့ဘန်ဝင်နှန်းဆိုတာဘာကြောင့်လုပ်ခဲ့တာတော့ဘန်ဝင်နှန်းဆိုတာမျိုးကဂုံတီရှိနေဂုံချင်းတိတ်ခါကိုဥထိတ်ထားပြီးတော့ရိုးသားမှုကြိုးသားမှုဂုံနဲ့ဘန်ဝင်နှန်းဆိုတာရက်တည်နေတာအခုကံဘောသားဘန်ရဲ့လုံပေါက်ကဖင်မနိုင်မင်းနဲ့ပေးချင်းစားပြီးတော့ ဘန်ဝင်နဲ့ဆိုတာလေပုတ်ထုတ်စေတဲ့အဆင့်သားလောက်ရှိတယ်။ရှောက်တီးစေပြတဲ့အဆင့်သားလောက်ရှိတယ်။မာကတ်တင်ဆင်းခိုင်းနေတာခွေးလုံးနွားလုံးကိုဆင်းခိုင်းနေတာ။ဟင်းကျေဆိုတော့ဒီကတော့အာဘယ်မို့ရပန်ကဂေဘေးအကျောင်းနဲ့ပတ်သက်ပြီးဝန်ထမ်းတွေနဲ့ဆက်ဆံမှုလို့ပေါ့နော်။ဆိုတော့ဒီကပြည်သူတွေကဘယ်လောက်ထိများမန္တလေးမြို့မှာဆိုလို့ရှိရင်အာလိန်ခံရတဲ့သူတွေကအခုအပက်ခံရတဲ့လိန်ခံရတဲ့သူတွေကအာ300ကျော်အမှုပေါင်း300ကျော်ရှိတယ်လို့သူကတော့ပြောသွားတာရှိပါတယ်။ ို့လို့ဒီထက်မှာဆိုလို့ရှိရင်သူပြောတော့တာလေပါတယ်ကျမ်းပြန်တွေနဲ့ပတ်သက်နေသလားဆိုပြီးတော့မေးခွန်းတွေထောက်လာပါတယ်ဆိုလို့ဒီဟာကတကယ်ဆိုလို့ရှိရင်ဟိုတနေ့ကမန္တလေးမြို့တော့ရန်ကုန်မြို့တော့မှာအာကျမ်းပြန်တွေကဝန်နေပြီဆိုပြီးတော့ဘောမရေကုတ်ဖက်မှာကြုံမင်းမင်းကိုတန်ကလည်းပြောတော့တာရှိပါတယ်ဆိုလို့ဒီဟာကမြို့ပေါ်မြေပြန့်ထိကိုအာပီမအထိကိုကျမ်းပြန်ကဝန်နေကြပြီလို့သိရတယ်ဒီထက်မှာအဲ့ဒီ တံမိုးရဲ့ဘန်တွေကိုအကုန်လုံးပေါ့နော်ဆိုတော့ဒီကပတ်သက်နေသလားဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ပြည်ပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်ဆိုတော့အခုနပြောတော့တဲ့အတိုင်းပဲအဲဒီ one hand တယောက်ရဲ့စစ်ဆန်ပုံစစ်ဆန်နှင်းက ကျွန်တော်တို့အလိန်ခံရတဲ့ပြည်သူတအူးကဘလူတွေအချက်လက်တွေအကောင်လုံးကိုပြည့်စုံပြောနေပေမဲ့လေသူပြောဆောင်နေတဲ့စစ်ဆန်ရေးစစ်ဆန်မှုကထောက်ခံထောက်ခံစားပါငယ်ပေါ့နော်အမျိုးမျိုးတောင်းဆိုနေတဲ့တရားတောင်းဆိုမှုတွေတရားကိုလည်းအကောင်လုံးပြည့်စုံတယ်ရှိတယ်ဆိုပြီးတော့ပြောနေတာတော့မှသူပြောတဲ့စကားကလုံးဝကိုဝန်ထမ်းနဲ့မငြီးတဲ့စကားလုံးတွေ သူပြောဆိုတဲ့လေတန်တွေကတတိုလေးကိုမာပါတယ်ဆိုတော့ဒီဟာကဘလူတွေဆက်ပြီးတော့ဖြစ်မလဲဆိုတော့ကျွန်တော်ဆုံးကြည့်ရမှာဖြစ်ပါတယ်ခုချိန်မှာလင်ခံရတဲ့လူတွေအာအပက်ခံရတဲ့လူတွေကတတိုလေးကိုမြရတယ်လို့သိရပါတယ် ခုကမိုးရက်ပါနဲ့ပတ်သက်ပြီးတော့မန္တလေးမြို့တနေရာမှာပဲတခြားနေရာမှာမပါသေးဘူးဆိုတော့မန္တလေးမြို့တနေရာမှာပဲအမှုပေါင်းက300ကျော်ရှိတယ်လို့သူကတော့ပြောထားတာရှိပါတယ်ဆိုတော့ဒီဟာကတော့ပြည်သူတွေလွန်ကြီးအားပြည်သူတွေအနေနဲ့ဒီဟာကိုသတိထားကြပါကမ္ဘောဂျီဘန်ကအခုချိန်မှာအလင်ခံရတဲ့အားအမှုအပေါင်းတွေတတော်လေးကိုမြတ်နေတယ်ဆိုတော့အပိတ်ခံရသူတွေကလည်းတတော်လေးကိုမြတ်နေတယ်တချို့ရေဆိုလို့ရှိရင်ဒီဟာကတော့ပွပွန့်လင်းကိုပြောလေးလာတဲ့အခုတရော့ရဲ့ရွတ်တန်ဖန်ကိုပြင်ပြီးတော့ရှင်းရှင်းပြပြအနေနဲ့ပြင်ပြီးတော့ပြင်ပြီးတော့အာရေရှင်ပြင်ပြီးတော့လှုပ်ပေးတ ဖြစ်ပါတယ်ပြည်သူတွေအနေနဲ့သတိထားနိုင်အောင်ပေါ့နော်ဆိုလိုတရားကသူကူတန်းကလေးရှဲပေးပါဆိုတဲ့အစကားကိုလည်းပြောတော့တာဖြစ်တဲ့အတွက်ကြောင့်ပြင်ပြီးတော့အာရှဲပေးတာဖြစ်ပါတယ်တရားကနိုင်ငံရေးပိုင်းရာတွေတော့မဆန်ဘူးဒါပေမဲ့လည်းပြည်သူတွေအတွက်အတောင်းဝင်တဲ့တရားကမြန်မာပြည်ထောင်မှာရှိနေတဲ့လူတွေအတွက်အတောင်းဝင်တဲ့ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြင်ပြီးတော့နားလေလို့ပြင်ပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကအဲ့မှာစစ်သားတွေစစ်ကောင်စီတပ်ဖွဲ့တွေခေါဆိုင်ရချင်တဲ့ဘလူတွေလောက်ဆောင်နေလဲဆိုတော့ကိုယူသဖန်နဲ့တူကကျွန်တော်နဲ့တူပြင်ပြီးတော့ကြည့်အောင် ပတ်စံရဲ့တံပိုးတိချင်ကိုတိုင်ရှာကြည့်တက်မတော်ကကျဲတယ်မကျဲဘူးဆိုတာမင်းတို့ပုံမှန်ဝင်မှုတည်ရနော်မင်းတို့ဘက်ကမင်းသားကကကြည်မင်းသားဆိုင်တီးပေးမယ်ဘလူးကကကြည်ကဘလူးဆိုင်တီးပေးရတာပေါ့ဟောဒီလိုမျိုးတီးပေးရတာပေါ့ဟဲ့ဟဲ့မင်းတို့စိတ်ကူးရင်းမနေနဲ့ မင်းတို့ဒေါင်းမျိုးကိုအတောင်ချိုးပြီးစောက်ခွက်ကိုနင်းမယ်ငါတို့တက်မတော်သားတွေရှိသေးတယ်ရေ okay turn down for what ဘီသူစစ်လို့ထင်တယ်ဘီသူစစ်လို့မင်းကရှင်ရတခုလေးပါတိတ်ကိုမင်းဖြစ်ချေတဲ့ကောင်မင်းဖြစ်ရင်မင်းခံရတော့မှာလာတက်နေပြီဟဲ့

အဲနော်ကြည်ဦးကြည်နေတာခမားလူရွေးမားနေပြီကျုပ်ကအမေသာနွားမဟုတ်ဘူးအဖသာကွေးချာကျောပါကြလေပါကြလေကြည်ဦးမမလာညီမလေးလာတော့မသိပါဘူးနော်အမရဲမိတယောက်ပါစစ်သည်မဟုတ်ပါဘူး อืมสิทธิ์แท้ဝင်บาหลุอัดเลยสรอุสิทธิ์เดียวไปหลุบาเลยอูมาเลยสิทธิ์ต้าอยู่ทาหลุเย็นဖြစ်တာสรอุสิทธิ์เดียวไปหลุแล้วเนาะเออไปๆเนี่ยสรเดียวก็รอสิทธิ์ต้าฤทธิ์สิทธิ์ตัดฤทธิ์အာဖက်ဆန်ရဖို့အတွက်ဆိုလို့ရှိရင်ဘလူတွေဖက်ဆန်ရှယ်ပွန်ရှန်နင်းကိုသူတို့တင်ပေးတာဖြစ်ပါတယ်။သူတို့တရားကတော့ဒီနေ့မနေ့ခင်မှာရရှိထားတဲ့တရင်ထူတွေနဲ့ အာကျွန်တော်တို့ပြည်သူတွေတတိထားရမယ်ယူသဖန်တွေကိုထည့်ပေးပြီးတော့အာမင်းတို့တင်ဆက်ပေးတာဖြစ်ပါတယ်အခုတလုံးမှာကျွန်တော်တို့ဒီနရက်လာရှိနေပြီအာကျွန်တော်ကူတန်မတင်ဆက်တာဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်အာတန်နေနေနာနေလို့အာတန်ကအာတတိုလေးကိုဝင်နေတဲ့အတွက်ကြောင့်တရင်တွေကိုမတင်ဆက်ပေးနေတာဖြစ်ပါတယ်အတန်လေးကိုတင်းတင်းကောင်းလာပြီဆိုလို့ရှိရင်ပြန်ပြီးတော့တရင်ထူတွေကျွန်တော်ကူတန်တင်ဆက်မှုတွေဆက်ပြီးတော့လော့ပါမယ်ဆိုတာကိုပြန်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်အခုချိန်မှာတော့အာတရင်တွေကိုပြန်ပြီးတော့အာ ယူတန်ဖန်နဲ့တကွာပြင်ပြီးတော့ကြီးရတာဖြစ်ပါတယ်။ဆိုတော့ not မှာကျွန်တော်နဲ့တူအာတရင်ထူတွေတက်နန်ဆုံးပြအောင်ပေါ့နော်။ဆိုတော့ပြင်ပြီးတော့အကောင်းဆုံးပြအောင်တရင်တွေကိုတင်ဆက်ပေးနေအောင်ကြိုးစားရမယ်ဆိုပြီးပြောရင်းနဲ့ဒီနေ့ကတော့ဒီလိုနဲ့ပဲအဆုံးသတ်ပါမယ်။ကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတဲ့လူလိုက်ပြည်သူများအားလုံးကိုလည်းကိုယ်ရေးကြမှာချင်းစေချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။